Hello，大家好，我是老师 Sanki，阿拉文明老吧，老师 Sanki 吧。DVO မှာတော့ကျွန်တော်အဲတော်များမေးတဲ့မေးခွန်းလေးပေါ့နော်တော်များလည်းတချို့ရောနေကြတယ်အဲဟာဗာလဲဆိုတော့ကြည်အဲဒီစကားလုံးရဲ့အတုံးတုံးလေးကိုကျွန်တော်နည်းနည်းညွှန်ပေးမယ်နော်ကြည်တော့သူ့ရဲ့အတုံးတုံးကနှစ်ခုသုံးခုတော့ကျွန်တော်သုံးလို့ရတယ် နောက်ပထမတစ်ခုကဘာလဲဆိုတော့ how many ပေါ့နော်ဘယ်လောက်ဆိုတဲ့ဒီအရေအတွက်မေးတဲ့နေရာမှာကျွန်တော်သုံးလို့ရတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီအမြောက်အများ several ပေါ့နော်အင်္ဂလိပ်လိုဆိုအမြောက်အများပြီး a few အနည်းငယ်အဲ့လိုမျိုးနေရာမှာကျွန်တော်တို့သုံးလို့ရတယ်ကြီဆိုရယ်စလုံးလေးစလုံးလေးကျွန်တော်နည်းနည်းလေးအသုံးပြပေးမယ်ပေါ့နော်ကျွန်တော်တို့မေးချင်တယ်ညီကြီဆွေအဲ့တော့တင်အသက်ဘယ်လောက်လဲနော်အရေအတွက်ပြမေးခွန်းနေရာမှာကျွန်တော်တော့ညီကြီဆွေ今天有几个？今天本来要去哪里？ 下面咯，学校有几个学生叫？教嘛？教那边的要去哪里？啊，里们边的要边的 low 边的高？啊，里面 how many 嘛！叫做种肌肉都美姑娘。喏，大家来教的教那种肌肉美姑娘，我们懂。我们阿片他已经十几岁了，已经十几岁了是吧？表情难拍嘞，说都干三年不吃嘞。 ဝန်းကျင်မှာရှိနေပြီဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကသုံးတယ်အဲ့နေရာမှာရှိကြည့်ဆိုတာ10နှစ်ပတ်ချာလဲ10နှစ်ဝန်းကျင်ကိုပြောချင်တာအသက်ဘလောက်လဲဆိုတဲ့ပုံစံမျိုးသုံးချင်တာမဟုတ်အဲ့တော့သူ့ရဲ့အတုံးနှုံးလေးတွေကနည်းနည်းလေးကွာတယ်သူ့ဘက်မှာသုံးလဲပုံမူတည်ပြီးတော့ဥပမာဖြင့်နောက်တစ်ခုဘာလုပ်လို့ရလဲဆိုတော့ဝါရှော့ကော့ကြည်ကြည့်ဟွိုက်ဟွာဝါရှော့ကော့ငါပြောဘူးတယ်ကြည့်ကြည့်ဟွိုက်ဟွာအဲ့တော့ဟွိုက်ဟွာဆိုအတင်းမကောင်းတဲ့စကားအဲ့တော့အတင်းစကားအနှဲငယ်ပြောဘူးတယ်ဒါမို့အတင်းစကား 呃、啊，喵喵叫侬标补嘞，也咪咯？我说过几句对他的坏话啊，对阿么讲的呢？阿奶眼标补、啊啊啊、嘞，阿妙名标补嘞，阿里没有两码嘞，就侬都唔一样，也咪咯？呃，我话片，今天早上我吃了几个苹果，你们那嘛？啊，本地阿奶眼沙开的，沙来滴。 ဒါမင်းတော့အဲ့နေရာမှာလည်းကျွန်တော်တို့ကြည်ကိုတောင်းတယ်အဲ့တော့ကြည်ကကျွန်တော်တချို့မိန်ခွန်းနေရာမှာလည်းတောင်းလို့ရတယ်အဖြေနေရာမှာလည်းတောင်းလို့ရတယ်အဲ့တော့ကိုတောင်းတဲ့ပုံမူတည်ပြီးတော့သူ့ရဲ့အတိတ်ဘယ်ကအရေးအတွက်ကိုမေးတာလားဒါမှမဟုတ်အနှဲငယ်လားအမြောက်များလားဆိုတာကိုခွဲခြားလို့ရတယ်အဲ့တော့နောက်ပိုင်း sentence တွေ့လာလို့ရှိရင်အာလွဲပါတယ် sentence ဖတ်ကြည့်လိုက်တဲ့အနေနဲ့သူကမိန်ခွန်းပုံစံလားဒါမှမဟုတ်အဖြေပုံစံတောင်းထားလားဆိုတာကျွန်တော်တို့ခံမှန်းလို့ရတယ်အဲ့တော့ဒီကြည်ဆွဲအတော့နှုံးအောင်အားလုံးနားလည်ပြီးလို့ယုံကြည်တယ်နောက်ထပ်ဗီဒီယိုမှာနောက်ဆုံးပြန်တွေ့မယ်ရှေ့ရှေ့တကြား Thank <laughs> you.